အင်တာနက်ပိတ်ဆို့ကန့်သက်ထားတာကိုဖိလျှော့ပေးဖို့နိုင်ငံတကာနဲ့ပြည်တွင်းကအဖွဲ့တွေတောင်းဆိုနေပေမဲ့စစ်ကောင်စီကတော့ငလင်တန်တင့်ဒေတာတွေအပြင်တနိုင်ငံလုံးကအင်တာနက်နဲ့ VPN အသုံးပြုမှုတွေကိုကန့်သက်ပိတ်ဆို့ထားဆဲဖြစ်ပါတယ်။ဒါတွေကိုတနိုင်ငံလုံးတိုင်းတာအနေနဲ့မြန်ဆုံးဖိလျှော့ပေးဖို့ Digital နဲ့လူခွင့်ဆိုင်ရာတိုးမြင့်ကာကွယ်အဖွဲ့ Asset Now ရဲ့မြန်မာနိုင်ငံတာဝန်ခံမတ်ဝေဖြိုးမြင့်ကို TVB သတင်းတော့ကဆက်သွယ်မေးမြန်းထားပါတယ်ရှင်။ ဒီစကောင်စီဘက်ကနေပြီးတော့ဗောနော် internet တွေ VPN တွေ Facebook ကန်တက်ခံထားရတယ်လို့ပဲဟိုဆက်ပြီးတော့ရှိနေတော့မယ်လို့လည်းသိရတော့လေအဲ့ဒီအခြေအနေကဟိုဒီငလျင်တဘောဘေးရနေကိုဘယ်လောက်ထိစိုးစိုးဝါးဆက်ပြီးတော့ထိခိုက်နိုင်မလဲဆိုတာလေးအရင်ဆုံးသုံးသပ်ပြောပြပါအောင်ရှင် 48နာရီပေါ့နော်ခုနတည်းအကျော်လာတဲ့အနေအထားမျိုးဖြစ်နေတယ်ပေါ့နော်ဆိုတော့အဲ့ဒီအနေအထားမှာတောင်မှကျွန်တော်တို့ကအခုမြေပြင်မှာဖြစ်နေတာကခုနတည်း internet ပိတ်ဆို့မှုကအရင်တိုင်းပဲဆက်ရှိနေတယ်ဆိုတဲ့အနေအထားဖြစ်တယ်ပေါ့နော် firewall တက်ထားတဲ့အတွက်ကြောင့်မို့လို့ VPN ကအခုချိန်ဒီထိကိုလူတွေကသုံးနေကြရတယ်ပေါ့နော်ဟိုတေးရှင်ကြီးပေါ့နော် လိုတဲ့အနေအထားမျိုးမှာကိုပဲဟို VPN ခတ်ပြီးတော့ VPN ပြန်တက်ပြီးတော့ပေါ့နော်ပြန်ချိတ်ပြီးတော့သုံးနေကြတဲ့အနေအထားမျိုးတွေဖြစ်နေတယ်ပေါ့နော်ခုနကဒီ internet ပိတ်ဆို့တဲ့ဟာတွေကိုပြန်ပြီးတော့ပေါ်တော့ဖွင့်ပေးတဲ့ဟာမျိုးတွေ VPN တွေပေါ့နော်ဒီအဲ firewall တွေပြန်ဖြုတ်တဲ့ဟာမျိုးတွေကအခုချိန်ထိကိုပဲလုံဆောင်ခဲ့တာမျိုးမတွေ့ရသေးဘူးပေါ့နော်ဆိုတော့အဲ့ကြတော့ဒါတွေ့တော့ကျမတို့ဒီခုနကတော့ဒီဂျစ်တယ်အခွင့်အရေးလှရှားနေတဲ့အဖွဲ့တွေအနေနဲ့ပြင်းပြင်းထန်ထန်ရှုတ်ချတယ်ဒါဟာဘလို့မှကိုမဖြစ်တဲ့ မဖြစ်တဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်လူလူအသက်ကယ်ဖို့အတွက်ကအချိန်နဲ့အမျှစက္ကန့်နဲ့အမျှအရေးကြီးနေတဲ့အချိန်မှာပေါ့နော်ဒီဆက်သွယ်ရေးအဓိကအခြေခံလိုအပ်ချက်ဖြစ်တဲ့ဒီဆက်သွယ်ရေးဝန်ဆောင်မှုတွေပေါ့နော်ဒါတွေကိုဟိုကောင်းကောင်းမွန်မွန်ဟိုပုံမှန်ရနေတာတောင်ပိုကောင်းအောင်လုပ်ရမယ့်အနေအထားမျိုးမှာအခုရှိနေတဲ့အနေအထားမျိုးတွေကိုအကုန်လုံးကန့်သက်ပိတ်ဆို့နေတဲ့ဟာတွေကိုဆက်ပြီးတော့ထားနေတယ်လူလူလူတွေရဲ့ပေါ့နော်ဒီအသက်အန္တရာယ်ဒါတွေအတွက်ကိုပဲလုံးဝကိုပဲဒီဆက်ကဆအနေနဲ့လူလူရှုတယ်လို့ကျမတို့သုံးသပ်လို့ရတယ် ဒါဆိုရင်အခုဒီငလျင်တန်တင့်တဲ့ဒေတာတွေမှာကိုဒီ VPN တွေကဟိုရှိနေသေးပဲပေါ့နော် VPN တွေခံပြီး300ရာဆဲပဲဆိုတဲ့အတိတ်ပဲပေါ့နော်ဘယ်လိုမျိုးအခြေအနေဖြစ်တင်လဲဆိုတာလေးလည်းနည်းနည်းတော့အကြံပြုပေးပါမှာ ီအခြေအနေမှာကအကုန်လုံးကခုနအင်တာနက်ပိတ်ဆို့တယ်ဖုန်းပြတ်ပြတ်တောက်နေတယ်ဆိုတဲ့အနေအထားတွေပေါ့နော်နောက်ခုနတော့ကဒီတချို့တာဝါတိုင်းတွေတို့နောက်ဒီအဆောက်အဦတွေတို့နောက်အောက်ကမြေအောက်ကျိုးတွေတို့ဘာလို့ဓာတ်မျိုးတွေထိတဲ့အနေအထားဖြစ်တဲ့ခါကျတော့ဟိုဆက်သွယ်ရေးကတော့လက်ရှိအခြေအနေမှာတော်တော်လေးကိုဆိုးွားတဲ့အနေအထားဖြစ်တယ်ပေါ့နော် VPN ကန့်သတ်မှုတွေလည်းဆက်ရှိနေသေးတယ်နံပါတ်1က social media တွေအကုန်လုံးဆက်ပြီးတော့ blog လုပ်ထားတယ်ဟိုဒီသတင်း media website တွေဆက်ပြီးတော့ blog လုပ်ထားတယ်အားရဲ VPN အများစုပေါ့နော် VPN အများစုကိုလည်းဆက်ပြီးတော့ပိတ်ထားတယ်သူတို့ firewall နဲ့ပိတ်ထားတဲ့ခါကျတော့လူတွေက VPN တောင်မှ ပေါ့နော်သုံးလို့ရတဲ့ VPN ကိုပဲဆက်ပြီးတော့ကြော်ခွပြီးတော့သုံးရှာပြီးတော့သုံးနေရသေးတယ်ဆိုတဲ့အနေထားအဲ့ဒီအနေထားကအခုချိန်နေမှာလည်းမပြောင်းလဲသေးဘူးလို့ကျွန်တော်တို့ပြောလို့ရတာပေါ့နော်ဟုတ်ကျွန်မတို့အနေနဲ့တောင်းဆိုတာကနောက်တစ်ချက်တောင်းဆိုတာကလက်ရှိ internet restriction လို့ခေါ်တဲ့ဒီ internet ကို censor လုပ်ထားတဲ့ဟာတွေပေါ့နော်အဲ့ဒါက social media တွေ signal တို့လိုဟာမျိုးတွေနောက်ကျန်တဲ့ဒီ messaging app တွေပေါ့နော်နောက်သတင်း media website တွေဒါတွေပိတ်ထားတဲ့ဟာတွေမှန်သမျှအကုန်ဖယ်ရှားပြီးပို့ပေါ့နော် ဟုတ်ကဲ့ပါမှာဒီ internet ပိတ်ဆို့ခံရမှုကပေါ့နော်ဒီပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုနောက်ဆက်တွဲဒဏ်ခံနေရတဲ့လူလူအတွက်ဘယ်လောက်တဲ့ဘယ်လောက်ထိပေါ့နော်ဆိုးရတဲ့တယောက်မှုတွေရှိလာနိုင်ပါသလဲရှင်အခုဆိုးအဆိုးရဆုံးအခြေအနေကတော့နံပါတ်1ကအသက်အသက်ကယ်ဖို့အတွက်မမှီနိုင်တဲ့ဟာတွေပေါ့နော်အဲအဲ့ဒါကဟိုဟာပေါ့နော်လက်ရှိကျမတို့ဟိုအခုချက်ချင်းကိုပဲကျမတို့ဖြစ်နေတဲ့အနေအထားတွေပေါ့နော်အခုအနေနဲ့ဒီစက္ကဆက internet ထိတ်ချုပ်မှုကိုသူကလက်နဲ့တပွဲသုံးလာတာတလျှောက်လုံးပေါ့နော်ဆိုအခုငလျင်ဘေးမှာလည်းပဲသူတို့ကအဲ့ဒီပုံစံအတိုင်းပဲဆက်ပြီးတော့ကျင့်သုံးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ခုနအင်တာနက်ပိတ်ဆို့မှုကြောင့်မလဲပဲပေါ့နော်ခုနမြေပြင်မှာလူတွေကတည်နေနိုင်တယ်ဒီမဖြစ်မနေကိုစက္ကဆကိုဒတိုင်းပြည်လုံးမှာရှိတဲ့ဒီအင်တာနက်ကက်သတ်မှုတွေအင်တာနက်ကိုဘယ်လိုပြောမလဲစင်စာဖြတ်တဲ့ကိစ္စတွေနော်လူလူရဲ့သတင်းအချက်လက်ရပိုင်ခွင့်ကိုချိုးဖောက်နေတဲ့ကိစ္စတွေအများမှန်သမျှကိုဒတိုင်းပြည်လုံးအတိုင်းအတာအနေနဲ့ချက်ချင်းချွင်းချက်မရှိဖယ်ရှားပေးဖို့ ခုနသတင်းအချက်လက်ခုနမှန်မှန်ကန်ကန်စီစဉ်နိုင်အောင်ကောင်းကောင်းမွန်မွန်ပြည့်ပြည့်ဝဝစီစဉ်နိုင်အောင်လှုပ်ဆောင်ပေးဖို့ဆိုတာမျိုးကျမတို့တောင်းဆိုထားပါတယ်ရှင်ဟုတ်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးတင်ပါတယ်အခုလိုပြကြပြီးတဲ့အတွက်